ဲနောက်တစ်ခုကျွန်တော်တို့က not mutually exclusive event နေမှာ additional rule ကဘယ်လိုသွားလဲပေါ့ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ not mutually exclusive ဆိုတာဘာလဲဆိုတော့ event တစ်ခုကအချိန်ထဲမှာအတူတူဖြစ်နိုင်လွမ်းရှိတာအချိန်ထဲမှာအတူတူဖြစ်နိုင်လွမ်းရှိတယ်ဆိုရင် not mutually exclusive တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် overlap ဖြစ်နိုင်တယ်ပေါ့လေကဲဒါလေးကိုကျွန်တော်တို့ happy ရှင်းပေးခြင်းပါတယ်အဲ့ဒါကိုကျွန်တော်တို့က probability theory ရပြောမယ်ဆိုလို့ရှိရင် တစ်ချိန်ထဲမှာအတူတူဖြစ်နိုင်တာဖြစ်တဲ့အတွက်နှစ်ခုစလုံးအပြိုင်နဲ့ဖြစ်ခဲ့တဲ့ဖြစ်နိုင်ခြေကိုပြန်ပြီးနှုတ်ထားတာဖြစ်ပါတယ်အဲ့တော့ a နဲ့ b နဲ့ပေါင်းစည်းထားတဲ့ probability ကိုလိုချင်ရင် probability of a နဲ့ probability of b ကိုပေါင်းသူတို့နှစ်ခုတစ်ပြိုင်နဲ့ထဲမှာဖြစ်ခဲ့တဲ့ probability ကိုပြန်နှုတ်အဲ့ဒီသဘောတရားဖြစ်ပါအဲ့ဒါလေးကိုကျွန်တော်တို့ပုံပြီးရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ဥပမာလေးနဲ့ရှင်းပြခြင်းပါတယ် ။နောက်တော့ကျွန်တော်တို့စာတင်ကန်းတခန်းထဲမှာចောင်းသားယောက်30ရှိတယ်။အဲ့ဒီចောင်းသားယောက်30ထဲမှာ12ယောက်သောចောင်းသားကသင်္ချာဘာသာရက်ကိုចိုက်နှစ်သက်တယ်။သင်္ချာတွေ့နေရင်ပျော်တယ်ပေါ့ဗျာ။10ယောက်သောចောင်းသားတော့ဖြင့်သိပ္ပံဘာသာရက်ကိုចိုက်နှစ်သက်တယ်။အဲသူတို့ကသိပ္ပံဘာသာရက်ကိုလေ့လာနေရလို့ရှိရင်ပျော်ရွှင်နေတယ်ပေါ့။နောက်ယောက်ကကြတော့သင်္ချာရောသိပ္ပံရောအဲ့ဒီဘာသာရက်နှစ်ခုစလုံးကိုចိုက်နှစ်သက်တယ် ဲ့ဒီမှာသိချင်တာကဒီစတင်ငန်းတိုင်းမှာရှိတဲ့ចောင်းသားအယောက်30တွေကတယောက်ကိုရွေးထုတ်လိုက်မယ် randomly select လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီចောင်းသားဒီသင်္ချာဘာသာရက်ကိုကြိုက်ချင်းကြိုက်ဒါမှမဟုတ်ရှိရင်သိပ္ပံဘာသာရက်ကိုကြိုက်ရမယ်အဲ့ဒီလိုမျိုးသင်္ချာဒုမဟုတ်သိပ္ပံဘာသာရက်တစ်ခုတစ်ခုကိုကြိုက်နေတတ်တဲ့ចောင်းသားဖြစ်ဖို့အခွင့်အလမ်းဘယ်လောက်ရှိတယ်ဒါလေးကိုသိချင်တာအဲ့ဒီအနေထားလေးမှာကျွန်တော်တို့က ဒီ additional rule ကိုတုံးပြီးတော့မှပြရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဒီပေးထားတဲ့ပေးထားချက်အရာသင်္ချာကြိုက်တယ်သိပ္ပံကြိုက်တယ်ဘိုးနှစ်ခုစလုံးကြိုက်တယ်ဒီသင်္ချာကြိုက်တဲ့ကျောင်းသား၁၂ယောက်ထဲမှာသူဒီသင်္ချာ only ကြိုက်တာမဟုတ်ဘူးသင်္ချာနဲ့သိပ္ပံကြိုက်တယ်ဆိုတဲ့ကျောင်းသားလည်းပဲရောပြီးပါနေတယ် ဒီပိပံဘာသာရဲ့ကိုကြိုက်တယ်ဆိုတဲ့အကြောင်းသား၁၀ယောက်ထဲမှာသူဒီပိပံဘာသာရဲ့ only ကိုကြိုက်တာမဟုတ်ဘူးတင်ချဘာသာပါရောပြီးကြိုက်တယ်ဆိုတဲ့အကြောင်းသားလည်းရောပြီးပါနေတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီထဲမှာပါတဲ့ဥယျာဉ်နဲ့ဒီထဲမှာပါတဲ့ဥယျာဉ်တချို့ဟာ overlap ဖြစ်နေတယ်အဲ့ဒီအတွက်ဒါကိုကျွန်တော်တို့ကအရင်ဆုံးရှင်းရှင်းလင်းလင်းသိအောင်ခွဲခြမ်းကြည့်လိုက်ပါမယ်။တင်ချဘာသာရဲ့တိတံကြိုက်တဲ့သူကိုရချင်းရင် စက်နှစ်တည်းရနေပြီးတော့မှနှစ်ခုစလုံးကြိုက်တယ်ငါးကိုဆွဲနှုတ်7ရဒါဒီတင်ချအောင်လေးကြိုက်တာပိတ်ပံပါတာရဲ့အောင်လေးကြိုက်တဲ့ចောင်းသားကိုလိုချင်ရင်ဒီ10ရောက်တည်းရနေပြီးထားတဲ့9ရောက်ကိုနှုတ်5ရမယ်ဒါဒီပိတ်ပံပါတာရဲ့အောင်လေးကြိုက်တာအဲအဲ့ဒီမှာကျွန်တော်တို့က9ရောက်ကတော့ဖြင့်ဘာသာရဲ့နှစ်ခုစလုံးကိုကြိုက်တယ် အဲ့ဒီဟာလေးကိုကျွန်တော်ဒီမှာရှင်းပြထားပါတယ်ဗျာသင်ချာ only ကြိုက်တာလို့ချင်းရင်12 5 7 sin only ကြိုက်တာလို့ချင်းရင်10 5 5အဲ့ဒီတွေဒီပေးထားကြရကျွန်တော်တို့သင်ချာရောသိပ္ပံရောနှစ်ခုစလုံးကိုကြိုက်တာက9ရောက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနားလေရမှာကဟိုတယ်က30ရှိတယ် picture only are 7 signs only are 5နှစ်ခုစလုံးကိုကြိုက်တာက5ဒီနေရာဖြင့်18ရောက်ဒီ30ထဲကနေ18ကိုနှုတ်မယ်ဆိုရင်73ရောက်ဒီ73ရောက်ကတော့ဖြင့်သင်္ချာဘာသာရဲ့လက်စိတ်ဝင်စားဘူးတိပ္ပံဘာသာရဲ့လက်စိတ်ဝင်စားဘူးဒီလိုမျိုးလေးကျွန်တော်တို့ကနားလည်ရမှာဖြစ်ပါတယ်ဒီလိုမျိုးရှင်းရှင်းလင်းလင်းနားလည်သွားပြီဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့က ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတော့ probability of a ရခြင်းနဲ့ဆိုရင် a ဆိုတာကသင်္ချာဘာသာရပ်ကိုကြိုက်တာသင်္ချာဘာသာရပ်ကိုကြိုက်တာစနစ်ကိုကျွန်တော်တို့က total 30နဲ့စ0.4 probability of b b ဆိုတာကသိပ္ပံဘာသာရပ်ကိုကြိုက်တာစုစုပေါင်း10ရောက်ရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က30ကို30နဲ့စ0.333နောက်တစ်ခါ probability of a intersection b တင်ချာရောတိပံရောအဲ့ဒီဘာသာရပ်နှစ်ခုစလုံးကိုကြိုက်တဲ့ဒူရီကြတော့5ဦးရှိတယ်အဲ့ဒီအတွက်5 by 30ဒါက a probability of a intersection b ဒီလိုမျိုးလေးရပါဒီဟာကိုကျွန်တော်တို့ကဒီလိုမျိုးလေးရှင်းထုတ်လိုက်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့က additional rule ကိုသုံးပြီးတော့မှ probability of a union b ကိုရခြင်းရင် probability of a plus probability of b minus probability of a intersection b a နဲ့ b နဲ့ပေါင်းမယ် overlap ဖြစ်နေတဲ့ a ရော b ရောနှစ်ခုစလုံးကိုကြိုက်နေတတ်တဲ့ចောင်းသားရေအတွက်ကိုနှုတ်မယ်ဒီမှာကျွန်တော်တို့ငင်းငင်းလေးအစားထိုးပြီးဖြည့်ရှင်းလိုက်ရင်နော်0.566ဆိုပြီးရတယ်ဒါကြောင့်မလို့ចောင်းသားအယောက်30ရှိတဲ့စာသင်ခန်းတွေကចောင်းသားတစ်ယောက်ကိုကျွန်တော်တို့က randomly pick up လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီចောင်းသားဒီသင်္ချာဘာသာရက်ကိုចိုက်နှစ်တက်ခြင်းចိုက်နှစ်တက်ဒါမှမဟုတ်လို့ရှိရင်သိပ္ပံဘာသာရက်ကိုចိုက်နှစ်တက်တဲ့ចောင်းသားဖြစ်ဖို့က56ဒသမ600ခိုင်နှုန်းဖြစ်ပါတယ်ဒါကကျွန်တော်တို့က additional rule ကိုသုံးပြီးတော့မှ mutually exclusive event နဲ့ not mutually exclusive event တွေမှာဒီလိုမျိုးလေး probability ကိုတွက်ယူရတယ်ဆိုတဲ့အားလေးကိုရှင်းပြတာဖြစ်ပါတယ်